ယူနိုက်တက်စီရောက်မလာခင်ကတည်းကမာကတ်စ်ရက်ရှ်ဖို့ဂျောနာဘက်ကိုရယူခဲ့တဲ့ကိုညာပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ရွှေစပေါ့နျူးစ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်အတွက်ကတော့1000သာသတင်းကောင်းပါပဲဒီသတင်းတွေကလွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်ကတည်းကဇက်တိုက်မြေတွေ့ထားခဲ့တာဖြစ်တဲ့အတွက်ပရိသတ်တွေအနေနဲ့အရင်ကတော့ထူးဆန်းနေမှာတော့မဟုတ်ပါဘူးမန်ချက်စတာယူနိုက်တက်ကိုမာတီးယပ်စ်ကွန်ညာရောက်လာတော့မယ်ဆိုတဲ့သတင်းကကလေးစားလူကြီးဆုံးတည်ထားခဲ့ကြပြီဖြစ်တဲ့သတင်းတစ်ပုဒ်ပါပဲ ယူနိုက်တက်တို့ယူရိုပါလိဖလားကိုရယူနိုင်ခြင်းမရှိဘူးဆိုကြတဲ့ကမာတီးယပ်စကောညာကိုအနည်းနဲ့မှကြေညာသွားတော့မယ်ဆိုတာတချို့တွေကတီးထားခဲ့ကြရဖြစ်ပါတယ်။ဒါပါလဲဆိုတော့သတင်းဖုံးတဲ့သဘောလို့ပြောရမှာဖြစ်ပြီးတချို့သောအစိမ်းမပြေစရာသတင်းတွေကိုလူစိတ်ဝင်စားမဲ့သတင်းတွေနဲ့ဖုံးကွယ်တက်ကြတာလူလောကရဲ့သဘာဝတစ်ခုပါပဲ။ဒါမျိုးတွေကဘောလုံးလောကမှာမဟုတ်ပါဘူးမြန်မာနိုင်ငံတွင်းမှာလည်းအဲ့လိုမကောင်းသတင်းတွေကိုစောက်စဲလို့လို့စောက်ပေါ်လို့လို့ဘာလို့လို့ညာလို့ဟာတွေကလူစိတ်ဝင်စားမဲ့သတင်းတွေနဲ့အမြဲလိုလိုဖုံးကွယ်တက်လိရှိအောင်မြေတွေထားရပါတယ်။ ဘယ်စာသင်ကျောင်းတော့ဘာဖြစ်သွားတယ်ဘယ်ကလေးတော့ဘလို့ဖြစ်သွားရဆိုတဲ့တရင်တွေကိုဖုံးဖို့စောက်ရေးမပါရီစောက်ရေးပအောင်လုပ်ပြီးတော့တရင်တွေဖုံးကွယ်တက်ကြတော့လဲစောက်ဘောတွေလုတ်တက်ကြမြေတွေထားပြီးသားပါအခုလည်းမန်ချက်စတာယူနိုက်တက်တင်အဲ့လိုအစင်မပြေစရာစိတ်ညစ်စရာတရင်တွေကိုသူတို့ရဲ့ကောင်းတဲ့တွေနဲ့ဖုံးကွယ်ဖို့အတွက်ကြိုးစားလာခဲ့ပါတယ်ပြီးတော့ဒီလိုမျိုးဖြစ်လာလိမ့်မယ်ဆိုတာတချို့တွေကတည်ထားခဲ့ကြပြီးသားပါယူဘာလီကြာဆုံးတဲ့ဇာမာကောင်တယောက်ကိုခေါ်ပြပြီးတော့ United အသင်းကသတင်းဖုံးလိုက်မဲ့ဆိုပြီးဆရာဆရာကြီးတွေကသုံးသပ်ထားခဲ့ကြပါသေးတယ်။အခုလည်း Matias Cunha ကိုခေါ်ယူနိုင်ခဲ့ပြီးဆိုတဲ့သတင်းနဲ့အတူ United အသင်းရဲ့ဒီအားကြီးကြာဆုံးမှုတွေကိုဖုံးကွယ်သွားခဲ့ကြပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက်တော့မာသီးယပ်ကိုညာရောက်လာခဲ့ခြင်းကပရိသတ်တွေအတွက်စိတ်ကျေနပ်စရာသတင်းကောင်းပါပဲအသင်းအတွက်အဆုံးသတ်ပိုင်းဒီကောင်းမွန်သူတို့ကိုဗန်နီမူပိုင်းဒီမှာပါကောင်းမွန်တဲ့ဘရာဇီစတာအဝူသင်းတဲ့သူသူပါကောင်းလဲဆိုတော့ပြသထားခဲ့ပြီးဖြစ်ပါတယ်အော်ဒါဖို့မကြာခင်ရောက်လာတော့မယ့်မာသီးယပ်ကိုညာဟာယူနိုက်တက်အသင်းစီပြောင်းရွှေ့မလာရင်ကလေးကလာမယ့်ရာသီယူနိုက်တက်မှာဝေးစင်ကစားသွားမယ့်ကျောင်းနံပါတ်ပိုင်းဆိုင်ထားခဲ့ဖြစ်တယ်လို့သိရပါတယ် ယူနိုက်တက်တင်ဒီပြဖြစ်သူရီဗန်မိုရီယာဘရာဇီကျယ်ပွင့်ကိုဒီနွေရာသီရဲ့ထိတ်တန့်ပြင်းထန်ဆင်းရဲတဲ့ကတူဖြစ်တတ်မှတ်ခဲ့တာဖြစ်ပြီးတော့ပေါ်တူဂီလိုမျိုးနီးပြားကစိတ်ပြတ်စရာရာသီကိုရင်ဆိုင်ခဲ့ရပြီးတဲ့နောက်လာမယ့်ရာသီမှာတီအန်နီတွေစူပလာကိုစိန်ခွန်နိုင်တဲ့အသင်းဖြစ်လာအောင်ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်စိတ်ပြတ်ပွဲရာသီနဲ့ရင်ဆိုင်ခဲ့ရပြီးအဆင့်15နေရာနဲ့အဆုံးသတ်ခဲ့ရပြီးတော့ယူရိုပါလိဂ်ဘောလုံးပွဲမှာတော်တန်ဟော့စပါတင်းကိုရှုံးနေခဲ့တဲ့အတွက်ဥရောပပြိုင်ပွဲဝင်ဝင်နေတဲ့လဲလွဲချော်ခဲ့ရတာဖြစ်ပါတယ်။တဲနီရာပီးခဲ့တဲ့လာကလေးကကွန်ရောက်ခွေးပုစားနေလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့လက်ရှိမှာတော့ဝူးကနေဘရာဇီးတိုင်းစစ်မှုခွန်နိုင်ခဲ့ဖို့တေချာတော့ရှိနေခဲ့ပြီလေဖြစ်ပါတယ်။ အာစတန်နဲ့ချဲစီတို့ကလည်းပြီးခဲ့တဲ့ဇန်နဝါရီလောက်မှာကိုညာကိုခေါ်ပြစိတ်ဝင်စားခဲ့တော့ပြသခဲ့ကြပြီမဲ့လက်ရှိမှာတော့အသက်25နှစ်ရွယ်ကစားမှ United ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်သွားပါပြီ။ကိုညာအတွက်အရာလုံးကသဘောတူညီရရှိဖြစ်တာကြောင့် Manchester United ဟာလက်ရှိမှာဝူးကိုချဉ်းကပ်ပြီးတော့စားကြောရောက်ကြီးပေါင်60နှစ်တန်းမှ5တန်းပေးချေဖို့အစီအစဉ်ဖြစ်နေဖြစ်ပါတယ်။ Talksport ဖော်ပြချက်အရကိုညာ Old Trafford မှာ9နှစ်စာချုပ် ၆ဆိုဖို့သဘောတူညီခဲ့ပြီးတော့လက်ရှိမှာ market watch ကိုဝစ်ဆင်နေတဲ့ဂျော်ဒမန်၁၀ကိုလည်းဝစ်ဆင်စားဖို့ရွေးချယ်သွားခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့ဇန်နဝါရီမှာအက်စတိုဗီယာအငားနဲ့ပြောင်းရွှေ့ခဲ့တဲ့ရက်ရှ်ဖို့ကိုဒီနေ့အသီးမှာမန်ချက်စတာယူနိုက်တက်ကအပြီးသားရောင်းချရမယ်ဆိုတာကိုပြသလိုက်တာဖြစ်ပြီးအက်စတိုဗီယာကအပြီးသားခေါ်သွားမလားဆိုတာစောင့်ကြည့်ရမှာဖြစ်လို့ဘယ်သိမ်းပြောင်းရွှေ့သွားမလဲဆိုတာကိုလည်းဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့တော့ပါပဲခင်ဗျာ။နောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရောက်ဖို့လည်းဖိတ်ခေါ်ပါရစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။ စုံလိကြပြတွားတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်